အားလုံးပဲမင်္ဂလာပါဗျာ။ Free for Future Channel မှာပြန်လည်ကြိုဆိုလိုက်ပါရဲ့။ကျွန်တော်ကတော့ကျွန်တော်ဘောဗျာပြီးတော့မှာကတော့ဆရာကြီးရှူတော်ရေးသားထားတဲ့ယူပနတ်ဒီယူပကလျာဏီဆိုတဲ့အစားအုပ်လေးရဲ့ကနေအခန်းခွန်ကိုဆက်လာဖော်ပြပေးတော့မှာဖြစ်ပါတယ်။အခန်းခွန်နောက်တနေ့နနလင်းလက်တော့ထိုနေ့ဒီအဖိုးကြီးပြန်လာမည်နေဖြစ်၍ကျွန်တော်တို့ဒီအတိုးသဖြင့်မျောလင့်ဆောင်းစားလျက်ရှိကြလေသည်။ထိုနေ့၌ ူရိုင်းတို့သည်ဂူတွင်း၌ပွဲလမ်းတပင်ကျင်းပမည်ကဲ့သို့ပြုတ်လုပြင်ဆင်လျက်ရှိကြသည်ကိုကျွန်ုပ်တို့မြင်ကြရ၍အကြောင်းကိုမေးမြန်းရာလူရိုင်းတို့သည်ကျွန်ုပ်တို့လာရောက်သည်ကို အထိတ်အမတ်အဖြစ်နှင့်ပွဲကြီးတစ်ခုကျင်းပမည်ဖြစ်ကြောင်းဖြင့်ပြောဆိုလေ၏ထိုအခါကျွန်ုပ်တို့သည်ကျွန်ုပ်တို့အတွက်ဒုက္ခရှာသည်ကိုမလိုလားသဖြင့်အကျိုးအကြောင်းကိုပြောပြရာလူရိုင်းတို့သည် သဘောမကျသည့်လက္ခဏာရှိဒီကိုမြင်သဖြင့်သူတို့သဘောရှိရာပြုပါစေရောဟုထပ်မံ၍မပြောမဆိုပဲနေလေ၏။မောင်စောနိုင်နှင့်မေတာမာတို့မှာကိုတနေ့လုံးလဲပတ်၍နေကြသဖြင့်ဤကဲ့သို့အကျိုးကြောင့်ကိုမသိရှိကြပဲရှိရာညနေနေဝင်ခန်း၏အချိန်တွင်လူရိုင်းတယောက်သည်ပေါ်ဆံနေကျွန်ုပ်ရှိရာအခန်းသို့ဝင်လာ၍အလောင်းဆောင်ပြင်ဆင်ပြီးကြောင်းကို ပြောပြလေ၏။ ကျွန်တော်တို့မှလည်းစိတ်လေးလေးနဲ့မိဘုံရှိရာဂူကြီးအတွင်းတို့ဝင်လာကြရာမိဘုံကြီးမှမိတောက်မီလီယံတို့ဖြင့်ထိမ့်ထိမ့်လင်းအောင်တောက်လောင်လျက်အနည်းနိုင်က လူရိုင်း30ခန်းတို့သည်မိဘုံကိုဝိုင်းရန်လျက်လမ်းများကိုမိမိအနည်းတွင်အတီးတီးချပီးလင်းစကားတခုံးမှမပြောဘဲထိုင်နေလေ၏ ကျွန်တို့တို့ရောက်သွားရင်မဆောနိုင်နဲ့မေတာမာတို့လည်းလေယာမပြန်ရောက်လာရာ မေတာမာသည်ထိုကဲ့သို့ပြင်ဆင်ထားသောအခမ်းအနားကိုမြင်လင်အလောင်းတရားထိတ်လန့်သည့်လက္ခဏာနှင့်လူရိုင်းတယောက်အားမေးမြန်းလေ၏ကျွန်တို့လည်း၎င်းတို့ပြောဆိုသည့်စကားများကို မကြားရတော့လေအမူအရာကိုမြင်ချင်းအဖြစ်အကဲခလျက်ရှိရာမေတာမာသည်ထိုသူပြောဆိုသည်ကိုကြားရသဖြင့် အနှိုင်းငယ်စိတ်ကျဉ်တဲ့ဟန်လက္ခဏာရှိလေ၎င်းနောက်တဖန်မေတ္တာမာတိအကြီးမှုလို့သူ လူရင်းတယောက်အားမေးမြန်းပြန်ရာထိုသူသည်မေတ္တာမာကို ပြန်၍မဖြေဆိုပဲတွန်းဖယ်၍ပြစ်တီကိုမြင်ရလေ၏ဤကဲ့သို့တွန်းဖယ်တော်လဲမတိလျင်မနေဟု၍ချူတာသောမျက်နှာဖြင့်၎င်းလူ၏အနေသို့ကြီးကပ်ပြီးလျှင် မီးဖြံရာထိုးသူသည်စိတ်သဘောပြောင်းလဲသည့်အမူအရာဖြင့်မေတ္တာမာ၏လက်ကိုကင်ပြီးလင်မိမိအနည်းတွင်ထိုင်စီသည်ဖြစ်ရာမေတ္တာမာသည်ထိုးသူ၏အလိုကိုလိုက်တော့မိမိ၏အလိုလည်းပြည့်စုံပြီဟုအောက်မိဟန်လက္ခဏာဖြင့်မငင်းဆန်ပဲငြိမ်ဝှစွာထိုင်လျက်ရှိလေ၏ကိုဤအခြားသောတတော်နိုင်လေမော်တော်ဘုတ်မောင်သမားကလာသည်အလွန်ကြောက်ရွံ့သည့်အမူအရာဖြင့်ဝှက်လျက်ရှိနေရာ ပေါ်ဆန်အားဖိတ်ရန်နှမ်းရှုပ်ခြင်းကိုပြုလုပ်ဖို့တော်မိမာသည်ကလာအားချော့မော့ဖြာရောင်လျက်မိဘအနီတို့လာ၍ထိုင်ရန်ကော်လီယက်ရှိသည်ကိုတွေ့မြင်ရလေ၏ပေါ်ဆန်လည်းထိုမိမကိုမြင်လျင်ကောင်းပါလေဆရာရဲ့ကျွန်တော်ကိုဖြင့်မနှောက်ရှက်ပြီးတော့ဘူးကလာစီရောက်သွားပြီဟုပြောလေ၏မော်တော်ဘုတ်မော်သမားကာဆင်လည်းအလုံးထိတ်လန့်လာသည်ဖြစ်၍ မိမကမိတို့ပင်ဖျားယောင်းတွေးဆောင်၍ခေါ်ဝါတော်လဲမလိုက်လိုကြောင်းနဲ့ငင်းဆန်မြည်ဖြူရာထိုမိမအနေ၌လံကိုထန်းလျက်ရှိသော လူရိုင်းတယောက်ကိုမြင်သဖြင့်မငင်းဆန်ဝုံပဲကြောင်းထဲမှထား၍လိုက်လာရလေ၏ကျွန်တော်လဲလူရိုင်းဤအမိုးရာနှင့်မိဘုံကြီးကိုမြင်ရသဖြင့်စိုးရိမ်မကင်းရှိသောကြောင့်ပေါ်ဆန်အား၆လုံးပြူအသိရှိရလားဟိုမီယာပေါ်ဆန်ကကျွန်တော်ရောက်ကလေးက၆လုံးပြူတနောက်ဘယ်ခါမှမချောက ိုစောနိုင်မှာတနတ်မပါဟုတမယောင်သာပါရဲဟုပြောလေ။ကျွန်တော်တို့တုံယောက်မှာ မရဲတော်လဲပြေးခဲစီဆိုသည့်စကပုံအတိုင်းကြောက်ပင်ကြောက်လာတော်လဲရဲရင်သည့်အမူအရာဖြင့်ခြေလမ်းမမှန်လမ်းပြီးဂုဏရံကိုကြောက်ခိုင်း၍စီတန်းလျက်ထိုင်နေကြလေ၏။ဤတို့ထိုင်မိကြလင်လူရန်တယောက်သည်ကျွန်တို့၏ရှေ့တွင်အိုးကြီးလုံးကိုလာရောက်ချထားရာ၎င်းအိုး၌ကလွန်တရာမှွေးကြိုင်လာသည့်အပြင် မိုးရစေတတ်သောအရက်တစ်မျိုးပါရှိလေ၏ကျွန်ုပ်တို့လည်းမလောက်ရှားပဲစီတန်းလျက်ထိုင်နေကြရာလူရိုင်းတို့မှာ စကားတခုမှမပြောပဲမိကိုယ်သာစိုက်၍ကြည်လျက်ငြိမ်ဝတ်စွာထိုင်နေကြလေ၏အချိန်ဒီလဲညင့်အခါဖြစ်၍အလွန်တရာစိတ်ငြိမ်လျက်ရှိရာမိဘုံကြီးဒီလဲအလွန်တရာကြီးမားလာသဖြင့်ထင်ထင်လင်းအောင်တောက်လောင်သည်ဖြစ်၍လူရိုင်းတို့အရေးသည့် ကုဏရံတို့၌ထင်ရှားစွာမြင်ရကုန်၏။မိဘုံကြီးအနီး၌လည်းတန်တဲအိုးကြီးတစ်ခုရှိရာ၎င်းတဲအိုးအနီး၌လည်းညက်ကြီးတစ်ခုရှိကုန်၏။ကျွန်ုပ်တို့သည်တဲအိုးနှင့်ညက်ကြီးတို့ကိုမြင်ရလင်ငါတို့အတွက်ပွဲသဖြင့်ကျင်းပသည်ဆိုတော်လဲစားပွဲဟု၍မမြင်။တောက်မဖွယ်ကောင်းသောတဲအိုးကြီးနှင့်ညက်ကြီးတို့ကိုသာမြင်ရသည်ဖြစ်၍အလုံးတရာတုံလုံးလျက်ရှိသည့်အတွင်း ငါတို့ဒီတိုင်းတပြည်တို့လာရောက်ကြပြီလျင်တောင်မဖွဲကောင်းလာတော့လူရိုင်းတို့ဤလက်တွင်တို့ကြာရောက်လျက်ရှိသည်ဖြစ်၍၎င်းတို့ပြုသည်များကို ခံရကြတော်မူတကားဟု အောင်းမေမိပြန်လျင် အလွန်အားငယ်လာကုန်ဤကျွန်ုပ်မကစစ်စစ်အားဖြင့်တတဝါတို့ထက်ရောက်တတ်သူမဟုတ်ပါကျောင်းသားအရွယ်မှဆာ၍မိမက်ဖမက်တကောင်ကြွက်ကဲ့သို့နေထိုင်ခဲ့ရသဖြင့်ကြောက်တတ်ခြင်းလဲကင်းတီဟု အများပြောဆိုခြင်းကို ခံရဖို့တည်မှန်ပါ၏တို့ပင်မှန်တော်လဲအကာလညအခါဖြစ်၍လွန်စွာတိတ်ဆိတ်လျက်ရှိသည်လဲတကြောင်လူရိုင်းတို့ဤမလုံမရှားအယုတ်များကဲ့သို့အမိုးရာတို့နှင့်ဒဲဦးကြီးညက်ကြီးတို့ကိုမြင်ရပြန်သည်လဲတကြောင်လူရိုင်းတို့ဤလက်တွင်မှဘယ်သောအခါမှလူကင်နိုင်ရန်နီလန်းကို ကြည့်၍မမြင်သည်လဲတကြောင် ခဲ့၍လက်လွတ်ထွက်ပြေးခဲ့ပါလင်ပြန်လန်းကိုမတည်တည်ဖြစ်၍ရွှွနုံတို့တွင်အသာငတ်မှုချင်းဖြင့်သာမုတ်ချတေးရမိတာဖြစ်သည့်အကြောင်းသတိအကြောင်းများကိုစဉ်းစားမိသည်လည်းအကြောင်းတကြောင်းကြောင့်ကျွန်ုပ်သည်ကြက်သီးမွေးခြင်းထအောင်ပင် တော်လုံးခဲ့သည်မှန်ပါ၏အေကေတိုမလောက်ရှာပဲငိန်သက်စွာ ထိုင်နေကြသဖြင့်တနအီခန့်ကြာလတ်တော့ တို့တို့ဒီလှုပ်ရှားလို့စိတ်တော့လည်းမရှိပဲမိဘုံကြီးနဲ့ဒေအိုးကြီးကိုသာ စိုက်ရွေးကြည်လျက်စပတ်ကြီးညွတ်တကယ်တို့ရှိနေရတယောက်တော်လူရိုင်းဒီထိုင်နေရမှာရုတ်တရက်ထိုင်၍နက်ကြဲလာသောအတန်ဖြင့်ကျွန်တို့စားရင်အသားများသည်ဗမာရှိတနည်းဟုအလန့်တကြားဟစ်အော်လိုက်ရာအခြားသောလူရိုင်းတို့ကလာလိမ့်မယ်လာလိမ့်မယ်ဟုတန်ကြက်ထိုးတကယ်တို့ညင်ညာစွာ တန်ပြဟိအောကြကုန်၏ထိုအခါရှေ့ဦးစွာအတန်တိုင်းလို့သူကထိုသားသည် စိတ်သားလောဟုမိပြန်ရာ ထိုသားသည်ဥကြုံမပါသောစိတ်မှရာ၍စိတ်သားထလေကောင်းသည်ဟုတပြိုင်နက်ပြန်၍ဩကြလေ၏ထိုသူညီညာစွာဩကြပြီးနောက်လူရိုင်းတို့သည် အနည်းတွင်ရှိသောလံများကိုဆွဲကင်ကြပြီးလျှင်ညီညာစွာ ပြန်၍ချထားလိုက်ကြပြန်၏ထိုအခါပထမအတန်တိုင်းသူကား ထိုအသားသည်နွားသားလောဟုမေးပြန်ရာ ထိုအသားသည်ဥကျုံမပါသောနွားမရာ၏နွားသားထက်လည်းကောင်းသည်ဟုတပြိုင်တည်းဖြေဆိုကြပြန်လေ၏ထိုသို့အော်ဟစ်ပြီးနောက်ရှေးကကဲ့သို့လှံများကိုကင်ပြီးလျင်တဖန်ပြန်၍ချထားကြလေ၏ဤတန်ချက်ကိုထိုးပြီးလင်မော်တော်ဘုတ်မော်တော်မကားစင်အနည်းတွင် ထိုင်လျက်ရှိသောမိန်းမသည်ဖျားယောင်းသွေးဆောင်သောအမွေအရာဖြင့် ကာဆင်ဤပါရိုကိုကင်ခြင်းစပင်တို့ကိုလက်ဖြင့်တပ်ပေးခြင်းစသည်ဖြင့်ပြုလုပ်လျက်အသက်ရဲ့အသေးရဲ့အချစ်တုံးကြီးရဲ့အစားရှိသောစကားတို့ဖြင့်မရက်မနာခုံငင်လျက်ရှိသည်များကိုမြင်ရပြန်လင်ကျွန်ုပ်တို့သည် ရှေးကထပ်ပင်ပုံမတော်လောက်ခြင်းဖြစ်ရလေ၏ထိုမိမသည်ကာဆင်ကဤသို့ချုံမောလျက်ရှိခြင်းကာဆင်မမအလုံးတရာကြောက်ရွံ့ရှာလာသည်ဖြစ်၍ သွားတို့သည်ခိုက်ခိုက်တုံလျက်အရှိကုန်၏ထိုအခါလူရိုင်းတယောက်က ရှေးကနေသူနတ်ကျဲစွာသောအတန်ဖြင့်ကျွန်ုပ်တို့စားရန်အသားတို့သည်ချက်ရန်အစင်းသင်းရှိပြီလားဟုမေးပြန်ရာ အများတို့သည်ဝိုင်းဝန်း၍ရှိပါပြီဟုငင်းငင်းညာလိုက်ကြကုန်၏အသားများချက်ရန်အိုးသည်ပူပြီလားဟုပထမလူရိုင်းကမေးမြန်ရာ ပူပါပြီပူပါပြီဟုဝိုင်း၍ဩကြပြန်လေ၏ထိုအခါလူနှစ်ယောက်တို့သည် ထိုင်းရာမှရုတ်တရက်ဝင်လာ၍ညက်ကြီးများကိုတခုစီဆွဲကိုင်းပြီးလင်မိခင်များကိုချုံမှဤမှရက်ဖဲကြလေရာမိဘုံကြီးအလဲတွင်ရဲရဲနေသောအိုးတလုံးသည်ပေါ်၍လာလေ၏ဤတို့ရှိစဉ်အတွင်ထုံမင်းမသည်မိမိ၏အဝတ်အထည်မှကြော့ကွင်းတစ်ခုပေါ်လေမြန်စွာထုတ်ပြီးလင် ကာစင်းဦးကောင်းမှဆွ၍လက်နှစ်ဖက်လုံးမိအောင်ခြိလိုက်ရာကာစင်းမှ ချီပြီးတုပ်ပြီးဖြစ်နေလေ။ကာဆန်လည်းမိမိအားတစုံတရာ ပြုလုပ်ချေတော်မူကိုသိရှိသဖြင့်အတင်းဖယ်ရှားလေရာ လူရင်းတယောက်သည်ကျိုးကိုကင်လျက်အခြားတယောက်သည်ကာဆန်၏ခြေတော်များကို မြဲမြံစွာစုပ်ကိုင်၍ထားလေ။မိခင်များကိုရက်ဖယ်လျက်ရှိသောသူတို့လည်းမိဘုံမှရေရဲနေသောအိုကြီးကိုညက်ကြီးကိုဖြင့်ညှက်၍ကာဆန်၏အနီးသို့ယူလာကား အတင်းဖယ်ယုံလျက်ရှိသောကာစင်းဦးကောင်းဘော်တို့အိုးကြီးကိုတင်မီပြုစေတွင်ကျုပ်သည်အော်လာသဖြင့်ကြက်သေးသေးလျက်ရှိရာမှတတိယပီလင်ရုတ်တရက်ထား၍ကာစင်းအားအတင်းဖက်လျက်ရှိသောမိန်းမကိုခြောက်လုံးပြုတနနှင့်ပြစ်လိုက်ရာမိန်းမလည်းမြေဘော်တို့လဲကျသွားလေ၏ကာစင်းလည်းလုတ်ပြီးဟူအောင်မေ၏ထွက်ပြေးမည်ဟု တောင်မြောက်လေးပါးကိုကြည်လျက်ရှိစဉ်လက်များကို အပေါ်သို့မြောက်ပြီးလျင်မြေသို့လဲကျသွားလေသည်ကျွန်တော်၏တနတ်ကြည်စံသည်မိမကိုထိမှန်ပြီးနောက်မိမကိုမှ ဖောက်ထွက်၍ကားစင်းကိုမှန်သောကြောင့်ကားစင်းလဲမိမနှင့်အတူပင် အလောင်းချင်းထိုက်၍တေရရှာလေ၏လူရိုင်းတို့သည်ကျွန်တော်၏အပြုအမူမှာနှိမ်မြန်လာသည့်အပြင် တနတ်တန်ကိုလည်းတကြိမ်တခါမှမကြဘူးတဖြင့်အံ့အားတင်လျက်ရှိကြရမှာမော်စွန်နာအနေနဲ့ရှိသူလူရိုင်းတယောက်တည်းယုတိရတတိယ၍လှိုင်းကိုကလန်ကိုကင်ပြီးဖြင့်မော်စွန်နာ၏ရင်ဝကိုထိုးမိအပြုတွင်ကျွန်တော်လည်းပြေးပြီးတော့မော်စွန်နာ၏ဟူအော်လျက်စတင်၍ပြေးရာကိုပြင်းတို့ပြေးမိခြင်းတော့ကြံတော့လေကိုပြင်း၌လူရိုင်းတို့သည်အမြောက်အမြား ဝိုင်းရံလျက်ရှိသည့်ကိုမြင်သည်ဖြင့်ဂူဤအတွင်းဘက်ကိုသာလျင်ဖြေးရလေ၏မောင်စောနိုင်တဲ့အပေါ်ဆန်တို့လည်းကျွန်ုပ်၏နောက်မှကလျက်လိုက်လာကြရာကာစင်းဤအလောင်းဤသို့ရောက်လျင်ရဲရဲနေသောအိုးဤအလဲရောက်တွင်ကာစင်းလက်တို့သည်လှုပ်လျက်ရှိနေသေးသည်ကိုမြင်ရလေ၏ကျွန်ုပ်တို့သည် တဟုန်နှင့်ဖြီးသွား၍ဂူအဆုံးသို့ရောက်လျင်သုံးပေခံမြင်၍ရှစ်ပေခံအကျယ်ရှိသော ကျောက်ကရင်ကျောက်ကရင်တစ်ခုတို့ရောက်ကြလေ၏တောဦးသားတို့သည်၎င်းကရင်ပေါ်သို့လင်းမြန်စွာတက်ပြီးတော့တရပင်တရပင်တရတော်လဲတအားသမျှခုခံပြီးမှသိမီဟူအောင်မေလျက်ထကြလိုက်လာတော့လူရိုင်းတို့ရှိရာတို့မျက်နာမူလိုက်ရာလူရိုင်းတို့သည်ကျွန်တော်တို့ကလှည့်၍ခုခံမိကို ပြုတ်တဲ့ပြုတ်ဒီကိုမြင်ရသဖြင့်ရတန်လျက်ရှိကြလေ၏ ကျောက်ကတင်တို့ကျွန်ုပ်တို့သုံးဦးသားဒီမောင်စိုးနိုင်ကို အလဲတင်ထား၍စီတန်းပြီးလျှင် ပေါ်စံဒီကျွန်ုပ်မှာ6လုံးပြူတနတ်တလက်စီနေနဘေးတစ်ချက်တစ်ဖက်တစ်ချက်မှရက်လျက်ရှိရာမောင်စိုးနိုင်လည်းဓမြောင်ကိုမြဲစွာစုပ်ပြီးလျှင်ကဲကျွန်တော်ဖြစ်လွတ်နိုင်ဖို့မရှိတော့ဦးလေးရေတို့တော့မသေးခင်တော့နိုင်ဓမြတက်ရအောင်ပါပဲကဲလာကြစမ်းကွာဟုအန်ကိုခဲပြီးလျှင်ဓမြောင်ကိုဝင့်လျက်နေ၏ ပေါ်ဆန်လဲခြောက်လုံးပြူတနက်ကိုမြောက်ပြီးလင်းစုယုံလျက်ရှိသောလူရိုင်းတို့ရှိရာသို့ပြစ်လိုက်ရာလူရိုင်းတယောက်လဲတနက်ထိမှန်သဖြင့်မိတို့အလဲကြသွားလေလူရိုင်းတို့လဲရက်တက်လျက်နေရာမှာမိမိတို့၏အဖို့တယောက်ကြဆုံးဒီကိုမြင်သဖြင့်ကျွန်ုပ်တို့ရှိရာသို့လှံများနေချိန်လျက်အတင်းပြေးဝင်လာကြရာပေါ်ဆန်သောပေါ်ဆန်နှင့်ကျွန်ုပ်တို့သည်ကြံရှိသောရန်တော်များနှင့်ပြစ်ခတ်သဖြင့် လူ9ယောက်တို့သည်ထပ်မံကြဆုံလေ၏ထို့အခါကျွန်တို့၏တနက်၌လည်းထပ်မံပြစ်ခတ်ရန်ကြည်စံမရှိသဖြင့်ခါတွင်လွှဲထားသောတမောင်တို့ကိုထောက်၍ခုခံမိပြုသည်တွင်တယောက်သောလူရိုင်းသည်ကျွန်တို့ရလျက်ရှိသောကရင်ပေါ်သို့ခုန်တက်လိုက်ရာမောင်စောနိုင်သည် ထိုလူ၏ရင်ဝါကိုတမြောင်နှင့်တအားထိုး၍နှက်လိုက်လေ၏ တို့အနီတို့ရောက်လာတော့လိုရန်တယောက်ကိုထိုနီးအတူဓမြောင်နဲ့အစီရင်လိုက်ရာပေါ်ဆံမှာမိမိအားတိုက်ခိုက်တာသူကိုမခုခံနိုင်သည်ဖြစ်၍တိုက်ခိုက်သူလူရင်းသည်ပေါ်ဆံ၏ခါကိုဖတ်ပြီးလျှင်ကရင်ပေါ်မှဆွဲချလိမ့်၏ပေါ်ဆံ၏လက်မဓမြောင်လည်းလွတ်ကြ၍မြေတွင်လက်ကင်ဖြင့်ရှေ့ဦးစွာကြသဖြင့်ထောင်လျက်ရှိခြင်းလူရင်းနှင့်ပေါ်ဆံသည်နှစ်ယောက်သာထွေးလုံးလျက် တမြောင်ပေါ်သို့ကြာလေရာလူရိုင်းမှာ အောက်ကကြသဖြင့်တမြောင်ဆိုင်လျက်သေးလေ၏၎င်းတော့ကျွန်ုပ်ဒီပေါ်ဆန်အားကြည့်ရှုရန်အချိန်မရှိသဖြင့်မိတို့ရှိနေသည်ကိုတတိမပြုံနိုင်ပဲကျွန်ုပ်အားတိုက်ခိုက်သူလူရိုင်းတို့အားခုခံလျက်ရှိလေရာကျွန်ုပ်ဒီအထက်တွင်ဖော်ပြခဲ့ပြီးသည့်အတိုင်းဘာကစားခြင်းဘောလုံးကန်ခြင်းတို့၌ဝါသနာပါရှိသည့်အလျောက် အလုံးရေခွန်အားပလကြီးတီဟုကြော်စောခေယပူကမိမိဤခွန်အားကိုထိုနေရာ၌များစွာအသုံးပြုရလေ၏လူရိုင်းတယောက်သည်ကျွန်ုပ်ရှိရာသို့အတင်းခုံတက်ပြန်သည်ဖြင့်ကျွန်ုပ်သည်ဓမြောင်နှင့်ဦးကောင်းကို ထိုးလိုက်ရာဓမြောင်မှာမျက်စိမှလဲကုတ်သို့တိုင်စူးဝင်သွားသည်ဖြင့်ထိုလူရိုင်းလည်းလဲကျသွားရာဓမြောင်မှာမူရုတ်တရက်နှုတ်ရမရသည်ဖြစ်သောကြောင့် ျွန်တော်ဤလက်မှအလို့၍ပါသွားလေ၏ထိုခဏ၌အခြားလူရိုင်းနှစ်ယောက်တို့သည်ကတင်ပေါ်သို့တပြိုင်နက်ခုန်တိုက်၍ကျွန်တို့ကိုတိုက်ခိုက်ကြရာကျွန်တို့မှာခုခံရလက်နက်မကျန်ရှိသည်ဖြစ်၍ကြံရမရသည်နှင့်နှအိုးလုံးကိုလက်ဖြင့်ပွေဖက်ပြီးလင်းကတင်ပေါ်မှခုန်ချလိုက်လေ၏မြေတို့ရောက်လင်းကျွန်တို့သည်၎င်းတို့နှအိုးကိုမလုတ်ခဲ့ ကျွန်ုပ်နိုင်ရှိသမျှခွန်အားကိုထုတ်၍အတင်းညစ်လျာထို့သူတို့ဤနိုင်ရိုးတို့မှတချွတ်ချွတ်မိသည့်အတန်တို့ကိုကြားရကုန်၏လူရိုင်းနှစ်ယောက်မှလည်းအသက်မရှူနိုင်အယိုးများလဲကြိုးကြေကုန်သည်ဖြစ်၍နာကျင်လှသောကြောင့်ကျွန်ုပ်တို့ဤလက်မလွရန်ကျွန်တော်တို့ဤမျက်နာကိုစိတ်စိတ်ဖဲ့ခြင်းလက်သေးများဖြင့်ထိုးပုတ်ခြင်းအသားများကိုလိမ်ဆွဲခြင်းစသဖြင့်အနည်းနည်းအဖုံဖုံပြုလုပ်ကြတော့လေ ကျောင်းဒီမလွတ်ပဲအာကုံညည်ွေထားရာထိုသူတို့သည်တဖြည်းဖြည်းပြော့လျက်မယုံနိုင်ပဲရှိကြလေ၏ဤသို့ရှိစဉ်ကျွန်ုပ်မှာမြေပေါ်၌ပလက်လန်လျက်လူရားနှစ်ယောက်သည်ကျွန်ုပ်ဤအပေါ်မှအစည်းလျက်ရှိကြသဖြင့်အပေါ်မှလာမည်ဖြစ်သောဘေးရန်တို့သည်၎င်းတို့ဤကိုသည်ကွဲကားပြီးတကယ်သို့ရှိလေ၏ကျောင်းလက်တွင်ရှိ လူရားနှစ်ယောက်လည်းမယုံနိုင် မဖယ်နိုင်ပဲ နွမ်းခွေလေးရဲ့ရှိကြတော့လေ၎င်းတို့ကိုလှုပ်လိုက်ကတပ်ဖက်ပြန်၍ရှင်မီကိုသိုးတော့ကြောင်းအတက်ပြောက်သည့်တိုင်အောင်အတင်းဖက်၍ထားရာအချားလူရိုင်းတို့သည်ကျွန်တို့သုံးဦးလုံးပင်တေဘီဟုအောင်မည်သဖြင့်မနောက်ရှက်ဖဲရှိနေကြလေ၎င်းသောကျွန်ုပ်သည်ပြော့ခွေလေးရဲ့ရှိသောနှစ်ယောက်ကိုဖန်မြဲတိုင်းဖက်၍မောင်စောနိုင်ပါလေအလုံးတရာခွန်အားပလနှင့်ပြည့်စုံသူဖြစ်၏ ခွေးတို့သည်တမင်အားဝိုင်း၍တွဲသည့်အခါတမင်သည်ဥโจဖြင့်တတ်အားသမျှခုခံပြီးတကယ်တော့မိမိအားအတင်းတွဲဖားလျက်ရှိသောသူရိုင်းတို့ကိုဓမြောက်ဖြင့်ခုခံလျက်ရှိလေ၏လူရိုင်းတို့မှာလည်းလံများဖြင့်မောင်စောနိုင်ကိုထိုးတိုက်မိကြရတော့လေလူအမြောက်အများလုံးထွေးလျက်ရှိသည်ဖြစ်၍မိမိတို့အချင်းချင်းထိုးမိမိရှိုးရင်တဖြင့် လက်ရဖမ်းမိရန်ကိုတောင်းလျင်စ조사လျက်ရှိကြကုန်၏မောင်စောနိုင်လေလူရင်းတယောက်ဤရှင်ဝါကိုတမြောင်နှင့်ထိုးတက်ပြန်ရာအထိုးခင်ရသူလူရင်းသည်မိမိရှင်တွင်စိုက်လျက်ရှိသောတမြောင်ကိုလက်ဖြင့်စုပ်ကန်၍တည်သည့်တိုင်အောင်မလွတ်ဘဲရှိသည်ဖြင့်တမြောင်သည်မောင်စောနိုင်လက်မှလို့၍ကြာသွားလေ၏မောင်စောနိုင်လေခုခံရလက်နှင့်မရှိသည်ဖြင့် လက်သေးဖြစ်တာအတန်ကြာအောင်ခုခံသေးသည်ဖြစ်ရာ လူရိုင်းတို့သည်မြတ်များလာသည်ဖြစ်၍ခွေးတို့ဤလက်တွင်တို့ကြောက်ရောက်သောတမင်ကဲ့သို့ဝိုင်းဝန်းဆွေးငင်ကြလိမ့်၏ဤသို့ဖြစ်သည့်တိုင် မောင်စောနိုင်မှာ အားကိုမလျော့သေးပဲတယောက်ကိုလက်သေးဖြင့်ထိုးလဲပြီးလျှင်အခြားတယောက်ကိုကင်ဖန်၍ကရင်ပေါ်မှပြစ်ချလိုက်ရာနှစ်ယောက်သုံးယောက်တို့သည်လိမ့်လျက်ကြာသွားကုန်၏နောက်ဆုံးကား မောင်စိုးနိုင်သည်မောပန်းလာသည်ဖြစ်၍လူရိုင်းတို့လက်တွင်တို့ကြာရောက်ရရှာလျာကျွန်ုပ်မှာမောင်စိုးနိုင်အားကိုညီချင်းမပြုတ်နိုင်ပဲစိတ်တွင်ချီးမွမ်းလျက်သာလင်ကြည်နေရလေ၏လူရိုင်းတို့လည်းမောင်စိုးနိုင်ကိုကရင်ပေါ်မှ ဆွဲချ၍ပြီးလင်ရခင်ကအတန်တိုင်လှုပ်တူလူရိုင်းကဒင်းလေဝင်ထိုးရောင်းလှန်ယူခဲ့ဒင်းတွေခံရအောင်ခွက်လေပါပါစေဟုပြောလင် တယောက်သောလူရိုင်းသည်လမ်းနှင့်ခွက်ကို ယူလာသည်ကိုမြင်ရသဖြင့်သူတို့သည်မကြည့်ဝန်သောကြောင့်မျက်စိကိုမိတ်ထားလိုက်၏ဤတို့မျက်စိကိုမိတ်ထားစဉ်ယုံရင်ယုံရင်အတန်ကြားသဖြင့်မျက်စိကိုဖွင့်ကြည့်လိုက်ရာ မေသားမသည်လဲလျက်ရှိသော မောင်စောနိုင်ကို ကိုပေါ်တို့ပြက်လဲပြီးလျင်တကိုယ်လုံးဖက်လျက်ထားသည်ကို တွေ့ရလေ၏လူရိုင်းတို့သည်မောင်စောနိုင်ကိုလှန့်ဖြင့်ထိုးရန် နေရာမတွေ့နိုင်ပဲရှိကြသဖြင့်မိန်းကလေးကိုအတင်းဖဲထားရာမေတာမာသည်ခြေလက်တို့ဖြင့်လိန်လျက်အတင်းဖတ်ထားသောကြောင့်ဖယ်၍မရနိုင်ပဲရှိကြလေ၏ထိုအခါတယောက်တော်သူကကဲဒါဖြင့်နေရာစလုံးတစ်ပြိုင်တည်းတက်ပြီးတော့ဒီလောက်တောင်မှရှိလိုက်ဒီမှာတေးပဲစီခုပြောလိုက်ရာတယောက်တော်လူရင်းသည်နေရာလုံးကိုထိုးတက်တော်မီဟု လှံကိုမြောက်လိုက်သည်တွင်ကျွန်တော်လည်းမကြည်ဝန်တစ်ဖြင့်မျက်စိကိုမှိတ်ထားလိုက်ရပြန်၏ဤသို့ကျွန်တော်သည်မျက်စိကိုမှိတ်လိုက်သည်နှင့်တပြိုင်တည်းတစုံတယောက်သောသူကနှက်ကျဲသောအတန်ဖြင့်ဟေ့တော်ကြဟုဩလိုက်ရာကျွန်တော်လည်းတတိအမိမျောသွားလေ၏အခန်းခွနဲ့ပြပါပြီအခန်းရှိကိုနားရတယ်မှာဆက်လာဖျောက်ပြပြီးတော့မှာပဲဖြစ်ပါတယ် အဆုံးထိကယူဆိုင်နာဆင်ပေးတဲ့အားလုံးကိုထူးဝင်ကျေးဇူးတင်ရှိပါတယ်။အားလုံးပဲကျမ်းမာပေးခြင်းကြပါစို့။